ဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော့လေကျွန်တော်တို့ရဲ့ခေတ်စစ်ကဘာကြီးကိုနောက်ွယ်ကနေပုံဖော်ခဲ့တဲ့ရှေးဟောင်းအင်္ဂါကြီးတစ်ခုအကြောင်းပါပဲဟိုလွန်ခဲ့တဲ့နှစ်ထောင်ချီကအတွေးခေါ်ဒီကဒီနေ့ခေကျွန်တော်တို့ရဲ့နေစင်းဘဝတွေအပေါ်ဖယ်လိုမျိုးတွေလွှမ်းမိုးနေတယ်လဲဆိုတာကိုအတူတူရှာဖွေကြည့်ကြအောင်ဂျီမေဟုံးကစဉ်းစားเสียရပဲနော်ကိုမျိုးတွေကအထင်ကရအစိုးရအဆောင်အုံတွေကိုတစ်ချက်လောက်မြင်အောင်ကြည့်လိုက်ပါကြီးမားတဲ့တိုင်လုံးကြီးတွေတရိကံပုံအမိုးခုံးတွေကြီးလိုက်တာနဲ့ရှေးဟောင်းဖျားကြောင်းဒီဇိုင်းတွေဆိုတာသိတာတယ် ဒါကတိုက်ဆိုင်မှုတသက်တော့လုံးဝမဟုတ်ဘူးယသူနောက်ွယ်မှာနှစ်ပေါင်းထောင်ကြီးတဲ့ဇလန်းတပုတ်ရှိနေပါတယ်ဟုတ်ပါတယ်အဲ့ဒီဇလန်းရဲ့ကောင်းစဉ်တွေပေါ့ classical ယဉ်ကျေးမှုပါပဲဒါဟာရှေဟောင်ဂရိနဲ့ယောမကနေဆင့်သက်လာတဲ့အမွေအနစ်တွေပေါ့ကျွန်တော်တို့ရဲ့အသွေးခိုးတွေအနုပညာနိုင်ငံရေးစနစ်တွေအထိအရာအလုံးရဲ့အရင်ခံ DNA လိုမျိုးပဲဖြစ်ကဲဒီတော့ classical ယဉ်ကျေးမှုဆိုတာကိုပို့ပြီးရှင်းရှင်းလင်းလင်းနားလည်ဖို့ဆိုရင်သူ့ကိုထောက်ခံထားတဲ့ အေယာမအမန်တိုင်ကြီးနှစ်ခုကိုအရင်ဆုံးကြည့်ရပါမယ်။အဲ့ဓာဒီကတော့ရှေဟောင်ဂရိနဲ့ရှေဟောင်ယောမယဉ်ကျေးမှုတွေပါပဲ။ပထမမန္တန်ကိုရှိတဲ့ဂရိဆိုတာကတော့အတွဲခေါ်ရရဲ့ဖခတ်လူတော်တင်စားကြတယ်။ဒီမိုကရေစီဆိုတဲ့အယူဆစတင်ခဲ့တဲ့နေရာဆိုခရတစ်ပလေတိုလိုတွဲခေါ်ပညာရှင်ကြီးတွေကလူသားကျင့်ဝတ်နဲ့အမန်တိယအချောင်းကိုမေခွန်းထုတ်ခဲ့တဲ့နေရာပေါ့။ဒုတိယမန္တန်ကတော့ယောမပါ။သူတို့ကဂရီဒီစီရအတွဲခေါ်တွေကိုယူပြီးလက်တွေ့ကြတဲ့ စနစ်ကြတဲ့အင်ပါယာကြီးတခုတည်ဆောက်ခဲ့တယ်။တည်ကြတဲ့ဥပဒေစနစ်တွေမျိုးတွေကိုရေးတဲပေးတဲ့ရေးတွဲဒဏ္ဍာရီတွေခန်းနာတဲ့အဆောက်အုံတွေကသူတို့ရဲ့အင်ဂျင်နီယာပညာနဲ့စနစ်ကြမှုကိုဒီနေ့ထိသက်သေပြနေတုံးမယ်။ဒီနေရာမှာစိတ်ဝင်လာစရာကောင်းတာတာဂရိကကျွန်တော်တို့ကိုဘာကြောင့်ဆိုတဲ့အတွေးခေါ်ပိုင်းကိုပေးခဲ့တယ်။ယောမကတော့ဘလို့ဆိုတဲ့လက်တွေ့အကောင့်ထည့်ဖို့မှုနဲ့ဖွဲ့စည်းတည်ဆောက်မှုကိုပေးခဲ့တာပါ။အဲ့ဒီဘာကြောင့်ဆိုတဲ့အတွေးခေါ်နဲ့ ဘလို့ဆိုတဲ့လက်တွေ့ကြမှုပေါင်းဆက်လိုက်တဲ့အခါမှာပဲအနောက်တိုင်းရင်ကြီးမှုရဲ့အခြေခံဥမိကြီးထက်လာခဲ့တာပေါ့။ဒါပေမဲ့ခဏလေး classic ရဲ့ရင်ကြီးမှုဆိုတာအဆောင်အုံတွေဥပဒေတွေတည်းမဲ့မဟုတ်ဘူးနော်။သူ့ရဲ့အတန်းနှလုံးဟာလူအဖွဲ့အစည်းတစ်ခုကိုဘလို့တိဆောက်ရမလဲဆိုရဲ့အတွေ့အခေါ်ဆိုင်ရာပုံစံကျမ်းတစ်ခုပါမယ်။ဒီပုံစံကျမ်းမှာအဓိကအချက်ကြီးလေးချက်ရှိပါတယ်။ပရမဇုံကလူသားရဲ့အတိညာဉ်နဲ့အစွမ်းအစားကိုယုံကြည်တယ်။ ီးတော့အမှုပညာကနေနိုင်ငံရေးအထိအရာရာမှာဟန်ချက်ညီမှုကိုရှာတယ်။နောက်တစ်ချက်ကနိုင်ငံသားတိုင်းတာဝန်ကိုစီရှိတဲ့လူအဖွဲ့အစည်းကိုတိစောက်တယ်။နောက်ဆုံးအနေနဲ့ကြိုးကြောင်းဆင်ခြင်ပြုပြောဆိုတက်ဖို့ပညာရေးကိုတန်ဖိုးထားတယ်။ဒီအချက်ကြီးအားလုံးရဲ့နောက်ွယ်ကအကြီးကဆွမ်းဝါကဘာလဲဆိုတော့လူသားရဲ့စင်ကျင်တုံတရားအပေါ်မှာထားတဲ့ယုံကြည်မှုပါပဲ။နတ်ဖျားတွေရဲ့စန္ဒာချက်လူသားတွေရဲ့တွေးခေါ်နိုင်စွမ်းနဲ့ကျင့်ဝတ်တိချာကိုခြေခံပြီးပိုကောင်းတဲ့ကမ္ဘာတစ်ခုကိုတည်ဆောက်နိုင်တယ်လို့သူတို့ကယုံကြည်ခဲ့ကြတာပါ။ ဒီလောက်ကြီးကျယ်တဲ့ empire တွေပြိုလဲသွားတော့သူတို့ရဲ့အတွေးခေါ်တွေလည်းပျောက်သွားမယ်လို့ထင်စရာပဲဒါပေမဲ့လုံးဝမမှန်ခဲ့ဘူးအဲ့ဒီအတွေးခေါ်တွေဟာအချင်းတွေကိုကြောဖြစ်ပြီးခစ်အဆက်ဆက်ပေတင်ထနေခဲ့ပါတယ်ဘလောက်ကြကြပေတင်ထထဲ့တယ်လဲဆိုရင်နှစ်ပေါင်း2000ကျော်ရောင်ရစဉ်းစားကြည့်ပါ empire ရီဘာသာစကားရီခစ်ကာလာရီတခုပြီးတခုပြောင်းလဲသွားပေမဲ့ဒီအတွေးခေါ်တွေကတော့ဆက်ပြီးရှင်းတန်းနေခဲ့တယ်ဒီခီးကပြောင်းဖြူခဲ့တာတော့မဟုတ်ပါဘူး ပလတ်စစ်ကခစ်မှာအိုမစ်ချခဲ့ပြီးရနောက်ရာစုနှစ်ပေါင်းများစွာမွေးမိန်ပျောက်ကွယ်လူနီးပါဖြစ်ခဲ့တယ်။ဒါပေမဲ့14ရာစုရင်းနှီးဆုံးခစ်မှာတော့ဒီအတွေးခေါ်တွေဟာအသက်တဖန်ပြန်လည်မွေးဖွားလာခဲ့ပြီးခစ်သည်ကမာထီအရှင်ဟုန်နဲ့ဆက်လက်လွှမ်းမိုးနေတော့ပါပဲ။ဟုတ်ပြီ။ဒါရီအောင်လုံးကတော့စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းတွေပေါ့။ဒါပေမဲ့အရေးဆုံးမိကုံးကတော့ဒီရှေးအောင်အတွေးခေါ်တွေကဒီနေ့ဒီအချိန်မှာရောကျွန်တော်တို့နဲ့ပါဆိုင်သေးလေ။အဖြေကတော့နေရာတိုင်းမှာရှိနေပါတယ်။ တက္ကသိုလ်တွေမှာတင်နေတဲ့ဝိစာပါတာရက်တွေကနေစပြီးကျွန်တော်ရဲ့အမဲဖြစ်ခွက်လိတိအမားမှန်ခွဲခြားတတ်တဲ့စိတ်ကြည်နေကြရွှေရှင်တွေက hero ဇာတ်လမ်းတွေအစုံအားလုံးဟာ classical ယဉ်ကျေးမှုရဲ့ပဲ့တင်တန်းတွေကြီးပါပဲဒီတော့နောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုအတူတူစဉ်းစားကြည့်ကြရအောင်ပါရှေးလူကြီးတွေကကျွန်တော်တို့အတွက်ကဘာကြီးရဲ့အခြေချပုံစံကြမ်းကိုချပေးခဲ့တယ်အခုသူတို့ချပေးခဲ့တဲ့ဒီခိုင်မာတဲ့အုတ်မြစ်ဒီပုံမှာကျွန်တော်ရဲ့အနာဂတ်ကဘာကို ဘလို့မျိုးဆက်ပြီးပုံဖော်တည်ဆောက်ပါကြမလဲ